ခொနီယသားသမီးပရင်ချစ်ပြိသက်ပေါင်းအားလုံးမင်္ဂလာပါကျွန်တော်တော့အဘဆရာကြီးမင်းနေငါရဲ့တပည့်ရင်းဆရာထူအောင်လိုက်မယ်ဖြစ်ပါတယ်ခင်ဗျာရွှေဘုံမြားတောင်မမုံမှာဘီရင်ဟောပြောနေပါတယ်ဆိုတော့ဒီနေ့ပြောပြသွားမယ့်အကြောင်းအရာကမိတ်ဆွေတို့ဘဝမှာအခက်အခဲတွေရှိနေတယ်လူရင်းဆန္ဒတွေကမပြည့်မစုံဖြစ်နေတယ်ကိုလိုဂျင်နာလေးတွေကမရသေးဘူးဖြစ်နေတယ်ဆိုရင်အခုကျွန်တော်ပြောပြပေးသွားမယ်အဋိဌာန်ကိုပြုလုပ်ပါကျွန်တော်က ပြောပြပေးသွားမယ့်အဋိဌံဆိုတာကအဘမင်းတင်ကလမ်းညွန်ခဲ့တဲ့အဋိဌံပဲဖြစ်ပါတယ်။ဒါကဘာလဲဆိုတော့ကျွန်တော်တို့ရေတောက်ရတဲ့အဋိဌံဖြစ်ပါတယ်။ရေတောက်တဲ့အဋိဌံမှာရေကတော့ရိုးရိုးရေမဟုတ်ဘောဗျာ။တိတ်တိမဟိတိတွေပြည့်စုံနေတဲ့ပုပ်ကိုလူပုပ်ကိုမြက်တွေတမာတွေကနှကောင်းနှမြက်တွေကချပေးတဲ့တိတ်တိရေစင်လူဝင်ဆန္ဒတွေပြည့်စုံစေမဲ့တိတ်တိရေစင်တကိုးတိတ်တိရေစင်ဖြစ်ပါတယ်။အဲ့တော့မိတ်ဆွေတို့ကအိမ်ဝယ်ခြင်းလို့ကားဝယ်ခြင်းလို့တိုက်ဝယ်ခြင်းလို့ခြံဝယ်ခြင်းလို့အစတရားဖြင့် လိုချင်တာလေးတွေခက်ခဲနေတယ်ကြံ့ကြံ့နေတယ်ဆိုရင်အဘမင်းသင်ကလမ်းညွန်တဲ့အတိုင်းရေတောက်တဲ့အဋိဌံဖြစ်ပါတယ်အဲ့တော့ရေအိုးလေးတဝူးပေါ့ဗျာရေအိုးလေးတဝူးမှာကျွန်တော်တို့ကရေထည့်မယ်အဲ့တော့အဖုံးလေးအုပ်ထားမယ်အဲ့တော့မိမိကဖျားရှုကိုမယ်အဋိဌံပတိတွေစိတ်မယ်စသည်အပြင်အဲ့ဒီလိုပြုလုပ်ပြီးရမေတ္တာပို့မယ်အမျှဝေမယ်အဲ့ဒီလိုပြုလုပ်ပြီးတဲ့အခါမှာတဲ့ဒီရေအိုးကိုဖွင့်ပြီးတော့တမာတွေကနှကောင်းနှမျက်တွေတဘိုးတိတ်တိ ရှင်နေနှကောင်းနှမျက်တွေဟလာပုပ်ကိုယ်လူပုပ်ကိုယ်မျက်တွေဆွေတော်ရှစ်တောင်းမျိုးတော်ပေါင်းနေကိုနဲ့ပဋ္ဌာန်းဆက်ဓာတ်ဆက်နတ်ဆက်တွေဒီတဲကိုတိဋ္ဌိရေတွေချပေးပါတကိုးတိဋ္ဌိရေတွေချပေးပါဆိုပြီးတော့တောင်းခံရမယ်အဲ့တော့ကိုကကားလိုချင်တယ်ဆိုရင်ကားတစ်စီးရောက်ဖို့တကိုးတိဋ္ဌိတွေချပေးပါကားပိုင်ဆိုင်နေခြင်းမဲ့တကိုးတိဋ္ဌိရေတွေချပေးပါဆိုပြီးတော့အဲ့တော့တောင်းခံရမယ်အဲ့တော့တောင်းခံပြီးအဲ့ဒီရေကိုတောက်ရမယ် ောက်တဲ့ခါမှလည်းပဲကိုဒီကားလိုချင်တာဖြစ်တယ်ပဲကားတစီရဖို့တကိုသိတိရေတွေကိုတောက်နေတာဖြစ်တယ်ကားရဖို့အတွက်ငါဒီတောက်နေတာဖြစ်တယ်မကြတော့တဲ့ရပိုင်းအတွက်မှာငါကားတစီပိုင်ဆိုင်တော့မယ်ဆိုပြီးအဲ့ဒီတောက်ပါဆိုတော့ကိုစိတ်ကလည်းအဲ့လိုဆိုပြီးတောက်ပါအဲ့တော့ဘုရားရှိခိုးတိုင်းလည်းတောက်ပါရေစားတဲ့အချိန်မှလည်းပဲအဲ့ဒီရေကိုပဲတောက်ပါတခြားရေကိုမတောက်ပါနဲ့ကိုကအပြင်သွားတယ်ဆိုရင်အဲ့ဒီကရေကိုရေတံမှုလေးနဲ့ထည့်သွားလမ်းမှာတောက်ပါ အဲ့တော့ကုန်ကန်နီးကြရင်ပွားတာပါတကိုးသိတိရေပါပဲဒီကရေပဲတောက်မယ်သွားလေရလဲပဲအဲ့ရေလေးကိုဘူးလေးနဲ့ထည့်သွားမယ်အဲ့တော့45ရက်တိတိပြုတ်လို့ပါအဲ့တော့ကျွန်တော်ကတော့ကျွန်တော်ကမင်းနဲ့ငါညွန်ပြတဲ့အတိုင်းကျွန်တော်ကတသူမတိန်ပြန်ပြီးတော့ပြောပြတာဖြစ်တဲ့ပြည့်မိတ်ဆိုတို့ယုံကြည်တဲ့သူတွေလှုပ်ကြည့်ပါဗျာပေရင်စရာတူပေးတဲ့အတိတ်ထံတိတိရေစင်ပေါ့ဗျာလူရင်ဆန္ဒတွေပြည့်စုံစီပေါ့တောက်ကြည့်ပါဗျာထူးကြပါလိမ့်မယ်ကဲအားလုံးကိုနှုတ်ဆက်ပါတယ်အားလုံးပဲလူရင်ဆန္ဒတွေပြည့်စုံကြပါစေဗျာ